အားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြည်သက်တဲ့အားလုံးမင်္ဂလာပါ။ Barcelona အသင်းကသူ့ရဲ့တိုက်စစ်ပိုင်းတွက် Lewandowski နေရာမှာအပြောင်းလဲလုပ်ဖို့စဉ်းစားနေပြီးတော့တိုက်စစ်မှုရှာဖို့တော့ဖွင့်နေပြီ။ကျွန်တော် Lewandowski ကို Barcelona ကအခုလက်ရှိမှာဗျာ Lewandowski ဒီနေ့ရာသီအစမှာ injury concern ဖြစ်တဲ့ပြန်ပြီး fully fit ဖြစ်လာပြီးပြန်ပါတာတော့မှ Ferran Torres ကိုနီးပြားက first try ပေးပြီးတော့ Lewandowski ကဒုတိယပိုင်းမှာဝင်ရတာများတယ်။ ဒီအာဒီမှာ Frank ကခြေစွမ်းလဲပြတယ်ဟိုတနေ့ကတကူးတွင်းလိုက်တဲ့နောက်မှာ Frank ကအခု Barcelona တော့သူတွင်းကူ90ပြည့်ထားသလို Robert Lewandowski ကို Barcelona ကဒီစပြီးတော့သူခေါ်တဲ့အချိန်အသက်34နှစ်ပေါ့လေဘာဖြစ်ဖြစ် Lewandowski က Barcelona တော့တော်တော်လေးအားကိုးခဲ့ရတယ်ကစားမှာပဲဘာကြောင့်လဲဆိုတော့သူ Barcelona ကိုရောက်လာတဲ့အချိန်မှာဒါဘယ်လိုပြောမလဲ ဒီတကယ်ကိုဒုက္ခဒုက္ခတွေကြားမှာသူအောင်မြင်စွာကစားနိုင်တဲ့ဘိုင်မြူနစ်အသင်းစိတ်ကြိုက်ပြတွင်းကိုတွေကိုစိတ်ကြိုက်ရနေတဲ့ဘိုင်မြူနစ်ကိုစွန့်ခွာပြီးတော့ဘာစလိုနာကို2022ခုနှစ်မှာပြောင်းလာတယ်ဆိုတော့22ကနေအခု25ထိ3နှစ်တာ complete ဖြစ်ပြီးဒါ6နှစ်ထဲကိုရောက်လာပြီးနှစ်တိုင်းနှစ်တိုင်းမှာသူဟာတကယ်ကိုဘာဆိုနာအတွက် over 20 goal တရာသီကို twin goal 20ပေးတယ်ပထမလာလီဂါရာသီ ပထမတစ်နှစ်မှာလာလီဂါမှာ23ဂိုးသွင်းတယ်ပြိုင်ပွဲဆုံးမှာ33ဂိုးဒုတိယနှစ်မှာလာလီဂါမှာတော့အခု19ဂိုးပဲသွင်းတယ်ပြိုင်ပွဲဆုံးမှာ26ဂိုးဒါမနစ်ကလာလီဂါမှာ28ဂိုးသွင်းတယ်ပြိုင်ပွဲဆုံးမှာ42ဂိုးသွင်းတယ်ဒီအာဒီဆိုဖာမှာတော့ injury hit တဲ့ကြားကနေလာလီဂါမှာ4ဂိုးသွင်းပြီးတော့ပြိုင်ပွဲဆုံးမှာ4ဂိုးဆိုတော့ဘာဆိုနာတို့က တပွဲမှာ83ခုနဲ့159ပွဲမှာ105ခုဒါပေမဲ့လီဗန်ဒေါစကီနေရာအစားထိုးမှုဘာဆိုနာကအချိန်တန်လာပြီ38နှစ်ရှိတဲ့အတွက်ကြောင့်စာချုပ်တန်တမတိုးဖို့လည်းဆုံးဖြတ်ထားတယ်ဆိုအသက်အရွယ်ကြီးလာတဲ့အတွက်ကြောင့် proper number 9နောက်ထပ် striker တယောက်ကိုသူတို့လိုချင်တယ်အဲ့ဒါကတော့ရှင်းတယ်လီဗန်ဒေါစကီရဲ့အရေးသွေးနဲ့ပတ်သက်လို့ဘာဆိုနာကဘယ်တော့မှတန်တရားမရှိဘူးဒါပေမဲ့ younger striker တယောက်သူတို့မဖြစ်မနေအားဖြစ်ရတော့မယ်ဆိုတော့သူတို့အခုလက်ရှိမှာ လူငယ်တိုက်စစ်မှုတယောက်ဆိုမဲ့ထူးထူးခြားခြားကြီးအကြီးတော့မဟုတ်ဘူးဘာလို့ဆိုတော့ဘာဆိုနာမှာကစားမတယောက်ကိုကြီးအကြီးကြီးပေးပြီးခေါ်ယူဖို့ဆိုရင်သူတို့အ ਨੇ ဆုံး3လေးနှစ်လောက်သုံးလို့ရတဲ့ကစားမကိုပဲကြည့်မှာအခုဒီအပိုင်းမှာဒီဂီရာဆေးဆိုတဲ့ဘရစ်ရှ်တော့မန်ရဲ့တိုက်စစ်မှုတယောက်ရှိတယ်သူကအသက်29နှစ်ရှိပြီသူ့ရဲ့ current market value ကယူရိုတန်း80ရှိတယ်။ market value ထွားစေသူ့ကိုဒီဘယ်လိုပြောမလဲ ရောချင်းစာချုပ်ကတန်း80လောက်ရှိတယ်သူ့ကို12တန်းနဲ့စူစတူကတ်ကအခွင့်အရေးရှိတော့မခေါ်ခဲ့ဘူးအခုကသူကဈေးကြီးသွားပြီအဲအဲ့နောက်မှာအခြားတိုက်စစ်မှုတွေရှိတဲ့အချိန်မှာအခုသူတို့နောက်ထပ်ဟူလီယန်အေဗရက်ဂျ်ကျောက်လည်းတန်းတရာကဈေးကြီးလွန်းတယ်မဖြစ်နိုင်ဘူးဒါတန်းတရာဆိုတာကျွန်တော်တို့က average ပဲပြောတာသူရဲ့လက်ရှိ market value က120ရှိလို့တစ်ချိန်တည်းမှာပဲသူ့ကိုအနည်းဆုံး150နဲ့ဖြစ်နိုင်တယ်ဆိုတော့ဒီနေရာမှာ26နှစ်ရွယ်ရှိတဲ့ Savia Tyson မှု Dusan Vlahovic လည်းသဘောကျတယ် Juventus အသင်းကသူ့နွေရာသီမှာထွက်မယ်တခုပဲလာစားနည်းနည်းများတယ်16သန်းလောက်သူတို့ပေးရမယ်အဲ့နေရာမှာသူတို့တကယ်သဘောကျပြီးတော့ပြီးခဲ့တဲ့ရက်ပိုင်းက စပြီးတော့တောက်လျှောက်လေးလာနေတဲ့သူကအသက်32နှစ်ရွယ်ရှိတဲ့အင်္ဂလန်အသင်းကောင်းဆောင် Harry Kane Harry Kane ကဒါဘယ်လိုပြောမလဲဆိုတော့လာမယ့်ဇူလိုင်ပေါ့လေဒီနွေရာသီမှာသူ33ပြည့်မယ်32နှစ်ရွယ်ရှိတဲ့လက်ရှိ one of the best striker ပဲ generation ရဲ့အကောင်းဆုံးတိုက်စစ်မှုပဲသူ့ဘဝမှာအောင်မြင်မှုတွေလူချင်းလွန်းလို့သာသူ Spurs ကိုဆုံးခွာပြီး Bayern ကိုရောက်လာခဲ့တာဒါ Bayern Munich မှာလိုအပ်တဲ့ twin goal တွေအကုန်သွင်းတာနော်လီးပြိုင်ပွဲ80နဲ့ နှစ်ပွဲမှာ64ခုသွင်းတယ်။တပွဲကိုပြန်မြ1ကိုးထပ်တောင်ပူထားတယ်။နောက်ဘောလုံးလောကမှာ106ပွဲနဲ့ဒါလူပြောမလဲ106ပွဲနဲ့သွင်းကိုတရားပြည့်တယ်ပြိုင်ပွဲဆုံးသွင်းကိုတရားပြည့်တယ်ဆန်ဂျင်တင်ခရစ်စတီယာနိုရော်နယ်ဒိုနဲ့ဒါအဲလင်ဟာလန်အောင်တရား9ပွဲဆိုတော့သူကအမှဘောလုံးလောကရဲ့အမြန်ဆုံးဆန်ဂျင်တရားပြည့်တဲ့သူဖြစ်သွင်းထားသူဖြစ်တယ်လို့လက်ရှိဘိုင်ယန်မြူနစ်ရဲ့တကယ် on fire တိုက်စင်မှုပဲဆိုတော့ပထမ 200ရာသီပေါ့လေပထမပြီးခဲ့တဲ့ရာသီမှာသူ44ကိုသွင်းတယ်ဘွန်ဒစီကာမှာ36ကိုမနစ်ကဘွန်ဒစီကာမှာ26ကိုပြိုင်ပွဲဆုံးမှာ42ကို200ရာသီကို85ကိုသွင်းပြီးတော့ဒီရာသီမှာ22ကိုရှိပြီးွားပြီဆိုတော့ဘွန်ဒစီကာမှာ22ကိုနဲ့ချန်ပီယံလိမှာ5ကိုဆိုတော့ဟာရီကိန်းကိုလိုချင်တယ်ဟာရီကိန်းကယူရို65သန်းနဲ့ရနိုင်တယ်ဘာဆိုနာကဟာရီကိန်းကိုတော်တော်လေးသဘောကျတယ်အဲ့အတွက်ကြောင့်ဟာရီကိန်းကိုလိုချင်တယ်အခုဘာဆိုနာအတွက်သတင်းကောင်းက မဖော်ပြတဲ့ sorry club သင်းကလီဝန်ဒေါစကီကို35တန်းပေးပြီးတော့ခေါ်ခြင်းတယ်ဘာဆိုနာကို35တန်းပေးပြီးတော့ဇန်နဝါရီမှာရောင်းမယ်ဆိုရင်သူတို့ကိုရောင်းလို့ရတယ်တကယ်လို့ဘာဆိုနာကအစားထိုးတဲ့သူရှာနိုင်ရင်ဟာလီဝန်ဒေါစကီကိုရောင်းတင်35တန်းကဗျာ38နှစ်ရွယ်ရှိကစားမအောင်35တန်းပေးပြီးတော့ကိန်းအတွက်ဗျာတန်း83နဲ့နောက်ထပ်35နှစ်ဆိုတော့ကိန်းကအခု33နှစ်ရတဲ့ရောက်နောက်ထပ်3နှစ်လောက်တော့3နှစ်ရတဲ့ကိန်းကဒါအခုလက်ရှိမှာဘာဆိုနာအသင်းအတွက် chance ဖြစ်ပြီးတော့ Robert Lewandowski ကို Saudi Club က35တန်းပေးပြီးတော့ Hurricane ကိုသူတို့65တန်းလောက် Hurricane အနေနဲ့ Barcelona ဆိုလည်းဖြစ်နိုင်တယ် Marcus Rashford ရှိတယ်ဗျာ at least ဒါသူရဲ့ England အသင်းပေါ်ရှိတယ်နောက်တစ်ခုက Barcelona မှာသူအေးအေးဆေးဆေးတိုင်ခံသွင်းယုံပဲသူ Tottenham Hotspur ကိုပြန်ပြီးတော့ England မှာ record breaking Alan Shearer ရဲ့စံချိန်လေးချိုးကောင်းချိုးနိုင်တယ်အခုလောလောဆယ်မှာ Barcelona က Dusan Vlahovic နဲ့ Hurricane ကသူတို့ရဲ့ main target အဖြစ်တောက်လျှောက်ကြည့်နေပြီးတော့ Lewandowski စောင်းရာတီမှာလမ်းခွဲသွားနိုင်ဖို့ရှိပါတယ်အားလုံးကျေးဇူးတင်ပါတယ်